မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကိုပိုင်ချင်းကိုအတုံးချပုံမှန်မူတည်ပြီးတော့အနာဂတ်တွေကကွာသွားတယ်ဆိုတဲ့အကြောင်းအရာလေးကိုညဝေပေးလိုပါတယ်တပတ်မှာနာယီ40ကအရှင်သန်မှုတွေဖြစ်ပြီးတော့ကျန်တဲ့အချိန်တွေကတော့အောင်မြင်မှုတွေဖြစ်တယ်လို့သောမတ်အက်ဒီဆင်ကပြောပါတယ်ဆိုလိုတာကတရက်ကိုနာယီ7နာယီနဲ့ပေါ့နော်9ရက်အလုံးလုံးချိန်ကအရှင်သန်ရက်ဒီရက်တွေဖြစ်ပြီးတော့အောင်မြင်ခြင်းရင်တော့တဲ့လုံနာတဲ့ချိန်တွေကိုယ့်ရဲ့အားလက်ချိန်တွေမှာစူးစမ်းနေဖို့လိုတယ်လို့ဆိုလိုတာပါ လူတယောက်နဲ့တယောက်ပုံမှန်အလုပ်ချိန်တွေမှာယုံရအဖြစ်တော့တိုးတက်မှုကတိတ်မကွာကြပါဘူးအားလုံးကကိုယ့်လူကိုအားထည့်နေကြရတာကြည့်ပါပဲဒါပေမဲ့အားလက်ချိန်တွေကိုအသုံးချပုံချင်းကြတော့တယောက်နဲ့တယောက်ကမတူကြပါဘူးတချို့ကပတ်စံအတွက်အလုပ်စလုပ်ကြတယ်တချို့ကသင်ယူလေ့လာမှုစလုပ်ကြတယ်တချို့ကတော့ entertainment နဲ့ပျော်မွေ့ကြတယ်တချို့ကအတင်းပြင်းနဲ့ချိန်ကုန်သွားတယ်တချို့ကဟိုလိုလိုဒီလိုလိုနဲ့ချိန်ကုန်သွားတယ်ပေါ့ဆိုတော့ တရက်မှာဒီ나이24နာရီပေါ့နော်ဒီ17နာရီကအလုံးနဲ့ယုံသွားယုံပြန်အတွက်အချိန်ကုန်နေပဲထားအချိန်9နာရီပဲထားကြံတဲ့6နာရီကိုဒီစားတာထောက်တာရေချိုးပြင်ဆင်ဖီလိန်းတာနဲ့ဒီတခြားကိုလှုပ်ချင်တာလုပ်နေလို့ရပါတယ်ကြိုက်တာလို့ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပါပဲပြီးရင်အဲ့ဒီရွေးချယ်မှုတိုင်းပဲဖြစ်လာကြပါတယ်ကိုပိုင်ချင်းကိုဘလို့အသုံးချတယ်လဲဆိုတာကတယောက်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးတာပါပဲ ဆိုတော့မိစေကကိုပိုင်ချင်းမျိုးကိုဘာအတွက်သုံးနေလဲဆိုတာဆင်ခြင်လို့ရအောင်ဆရာရင်းစော်ရေးလက်ရလေးကိုညောပေးလိုက်တာပါမိစေရဲ့ထင်မြင်ချက်ကိုလည်းကွန်မမတ်ချက်ရေးသားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ